လူကြီးကန်းကသူ့ရဲ့ရေကားကိုမောင်းပြီးတော့တောထဲကိုဝင်လာတာပေါ့ကားကိုအရှိန်နဲ့မောင်းပြီးတော့စာကလေးမလေးရဲ့အိမ်ကိုရောက်လာတော့တယ်အမေဦးလေးကလူကရေကားမောင်းပြီးလာပြီထင်တယ်အဲ့ဒီကလူကလေဘရောမှလိုင်းတမိနစ်တောင်စောင့်တာမဟုတ်ဘူးဘောဘောရေယူချင်ယူမဟုတ်ငါသွားတော့မယ်လာပါပြီကောအဲ့လိုပြောပြီးတော့ဘောစာကလေးမကရေအိုးကိုယူလိုက်တော့တယ်နောက်တော့ရေယူဖို့အတွက်အပြင်ကိုထွက်လာတဲ့ချိန်မှာ ကာလူချီကန်ကရေကားကိုမောင်းပြီးတော့ခိုးရဲ့အိမ်ကိုသွားလိုက်တော့တယ်။အရှက်မရှိတဲ့ကောင်တခဏလေးတော့မဆောင်။ဟိုပါစာကလေးမလေးကကာလူချီကန်ရဲ့ရေကားနားကိုလိုက်သွားတော့တယ်။တိတ်ချာနားထောင်တော့ငါရေကားကိုယူလာတဲ့အချိန်ကျရင်ရေအိုးကိုယူပြီးတော့အပြစ်မှာစောင့်နေစောင့်ရမယ့်အလုံးမလုပ်ချင်ဘူး။ကာလူအခုနေ့ရဲ့အလုပ်ကအဆင်ပြေနေတော့ငါတို့ဒုက္ခပေးနေရပေါ့လေ။အဲ့ဒီနေရာကိုဝဝစာကလေးမကလည်းရောက်လာတော့တယ်။အရင်ဆုံးအတော့ဝအောင်ရှူလိုက်အောင်ပဲ။ အကိုကလူဘာလို့အဲ့လိုလုံးရတာလဲညီမလေးရှေကိုတားယူနေတော့တမနစ်လေးတော့စောင့်ပြီးတော့ဘာဖြစ်သွားမှမလို့လဲငါ့ကိုအာခံစရာမလိုပါဘူးရေယူခြင်းနဲ့ဆိုရင်ရှူမရှူဆိုလည်းပြောငါမှဖောက်တယ်ရအများကြီးရှိသေးတယ်ကောင်းပါပြီ ကောင်းပါပြီရေထည့်ပေးပါအောင်ဘိုးအစားကလေးမနဲ့ခိုးရောကသူတို့ရဲ့ရေဦးလေးတဲ့ကိုရေဖြစ်လိုက်ကြတော့တယ်อืมငါမှဒီတော့တခုတည်းနေမဟုတ်ဘူးတခြားတော့တွေကိုပါလိုက်ပေးရတာပြီးတော့နင်တို့ရောသိရလား ီလိုအေးမြတဲ့ရေကိုရဖို့အတွက်ငါ့မှာတောင်ပေါ်ကနေအပင်ပန်းခံပြီးတော့သွားယူလာရတာအဲ့လိုဒုက္ခခံပြီးတော့အလုလုရတာဟာအဲ့လိုပြောပြီးတော့ကာလိုချီကန်ကသူ့ရဲ့ရေကားကိုအချိန်နဲ့မောင်းပြီးတော့ထွက်သွားလိုက်တော့တယ်ဘယ်တော့မှငါတို့ရဲ့တော်လေးထဲမှာမိုးရွာပြီးတော့မြင့်မှလည်းရေတွေရှိလာမှလည်းမသိတော့ပါဘူးအဲ့ဒါမှအကူကာလိုရဲ့နိုင်ထက်စီနေလောက်ခံနေရတဲ့ဒဏ်ကနေလွတ်မှာသွားတော့ဘူးနင့်တို့ဒီနေ့ငါရေမပေးဘူးပထမတော့ကပစ္စံတော်အခုထိရသေးရမဟုတ်ဘူး အကိုကလူရဲ့ကလေးတွေကရေစာနေကြတာအိုးအပြစ်မဟုတ်ရင်တော့တဝက်လောက်တော့ပေးပါနော်ဒါမဲ့လည်းကလူကြီးကန်းကဒေါသတကြီးနဲ့ရေကားကိုမောင်းမြောထပ်သွားလိုက်တော့တယ်ညနေရောက်တဲ့အချိန်မှာခိုးလေးကဝဝစာကလေးမလေးစီရောက်လာတော့တယ်ဟိုဝါကြီးငါတော့ကလူကိုစိတ်ကုံနေပြီရေယူတဲ့အခါတိုင်းပြဿနာပေးနေရတယ်အဲ့ဒီပြင်သူ့ရဲ့ရိုင်းဆိုင်တဲ့စကားတွေကိုပါနားထောင်နေရသေးတယ်အကိုခွေညီမလေးတို့လည်းဘယ်တက်နိုင်မှမလဲညီမလေးတို့ကအခုညီမဲ့နေကြတာလေ ဒီတော့ရမှာရေပေးနိုင်တဲ့သူကလည်းကာလူတယောက်တည်းပဲရှိတာကာလူကြီးကန်းကအိမ်မှာထိုင်ပြီးတော့သူရှာထားတဲ့ပစံတွေကိုရှင်နေတော့တာပေါ့ကိုကာလူရှင်မလို့ဒုက္ခခံပြီးတော့အဝေးကြီးကနေရေသွားယူရတာလေကျမတို့နောက်မှရေမြောင်းရှိတာပဲဟာ ਉ အဲ့ဒီကနေပဲရေယူလိုက်တာမဟုတ်ဘူးပါလေမင်းလေးကကျင်းကတွေအားလုံးသိစီရောင်းရရှိတွေကလူတွေရဲ့စိတ်ယုံကနေစွန့်ပစ်လိုက်တဲ့ရေတွေလေအဲ့ဒီရေထဲမှာအစိတ်တွေရှိနိုင်တယ်အစိတ်ရှိတော့ဘာဖြစ်လဲရှင် စဉ်းစားကြည့်လေရှင်သာတောင်မောင်ကိုတက်ပြီးတော့ရှေးသွားခတ်ဆရာမလို့တော့ရင်ဒေါ်နဒေါ်3ဒေါ်လောက်ကိုရှေးပို့ပေးလို့ရမှာတောင်းပါပြီဒါဆိုရင်လည်းမနေ့ဖြန်ကြရဲအဲ့ဒီရှေးရဲ့အခြေအနေကိုတော့ကြည့်လာခဲ့မယ်နောက်နေ့တည့်ရက်မှာတော့ကာလူချီကန်ကသူ့ရဲ့ရှေးကားကိုယူပြီးတော့တောရဲ့အနီးတစ်ဝိုက်ကလူသားတွေရဲ့ဆက်ရုံအနားမှာရှိတဲ့ရေစုံမြောင်းကြီးစီကိုရောက်လာတော့တယ်ဒီရေတွေကတော်တော်လေးကိုနမ်းတာပဲရှေးရဲ့နှာခေါင်မကောင်းတာဖြစ်မယ်ကျမတို့ဘာနမ်းမှမရပါဘူး ကဲမြင်းမြန်းလေးရေဖြစ်လာအောင်အဲ့ဒီခြေငတ်တွေကဘဲမှလည်းတောင်းနိုင်မှာမဟုတ်ဘူးရှင်စီကနေပဲရေယူကြရမှာအဲ့ဒါဆိုလည်းကောင်းပါပြီရှက်အနေငယ်တော့ဒီခြေမြောင်းလေးရရေတွေပဲယူသွားလိုက်မယ်ခြေငတ်တွေရေးမိသွားတဲ့အခါကျမှပဲတောင်မောကနေရေတကုံကနေရေသွားယူပေးလိုက်မယ်အဲ့လိုပြောပြီးတော့ကာလူကြီးကန်ကသူ့ရေကားထဲကနေရေပိုက်ကြီးကြီးကိုယူပြီးတော့မြောင်းထဲကိုထည့်လိုက်တော့တယ်။နောက်တော့ရေကားထဲမှာရေအပြည့်ဖြည့်လိုက်တော့တယ်။အကိုကာလူစိတ်တော့မဆိုးနဲ့နော်။ဒီနေ့ရေအရန်ကတမျိုးကြီးဖြစ်နေသလိုပဲ ယူဂျင်ယူမယူဂျင်နေစကားတွေအများကြီးပြောနေစမ်းတဲ့ဟာအမတင်နေညီမလေးကဒီတိုင်းပြပြတာပါဟိုဝါစာကလေးမလေးကကာလူကြီးကန်းစီကနေရေယူလိုက်တော့တယ်နေ့တိုင်းလိုပဲကာလူကြီးကန်းကတောတိုင်းဝင်သွားပြီးတော့ရေရောင်းလေးရှိတော့တယ်ညရောက်လာတဲ့ချိန်မှာပဲဝဝါစာကလေးမလေးရဲ့သမီးကကာလူစီကနေရလာတဲ့ရေကိုတောက်ထားအောင်ဘိုက်နာလာတာပေါ့အမေသမီးဘိုက်တဲ့အားနာနေတယ်သမီးကအနိသိမ့်နဲ့စီကိုခေါက်သွားပေးပါနော် အမေတမီးကဘာလို့အစားမလိုက်လို့လဲအဲ့နောက်မှာဝဝစာကလေးမလေးကသူ့ရဲ့တမီးကိုကြောပေါ်တင်းပြီးတော့ဆရာဝန်စီကိုရောက်လာတော့တယ်ကျက်တူရေးကလည်းအဲ့ဒီမှာရောက်နေနေရပေါ့အာအရင်ဆုံးကျွန်တော်ဆေးစစ်ပေးပါအောင်အရင်ဆုံးကျွန်တော်ကြည့်ပေးပါတော့ပိုက်ကအာပိုက်ကတအားနာနေလို့ဝဝစာကလေးမကကျက်တူရေးကိုမေးလိုက်တော့တယ်အကိုကြီးဘာဖြစ်လာလဲ ဘိုက်အေးဘိုက်ဘိုက်ဘိုက်ကတအားနာနေတာကာလူရောက်တဲ့ရေကိုတောက်ပြီးကလေးကဘိုက်ကတအားဥနာနေတာဟာဒါဆိုညမသမီးဘိုင်းနာတာလဲကာလူရဲ့ရေကိုတောက်လိုက်လို့ဖြစ်လိမ့်မယ်တိုင်ငမကကျက်တူရေနဲ့မိနီစာကလေးမလေးတို့ဆိတ်စစ်ပြီးတော့ဆေးပေးလိုက်တော့တယ်ကိုတက်ကိုကိုတက်မထိုင်ရင်အဲ့ဒီရေတွေကိုမတောက်နဲ့တော့ကျင်းကတွေအားလုံးတောက်နေတဲ့ရေကကျမ်းမာရေကိုထိလိုက်စေလိမ့်မယ်အဲ့ဒီရေထဲမှာအစိုက်တောက်နေရှိလောက်တယ်အဲ့အကြောင်းလဲအခုလိုမျိုးဘိုင်းနာနေရတာ နောက်နှစ်တရက်မှာတော့ဝဝစာကလေးမလေးနဲ့ခိုးတို့ကကာလူကြီးကန်ကိုဘယ်နေရာတွေကနေရေးယူလာလဲဆိုတာကိုသိရဖို့အတွက်အနောက်ကိုလိုက်ပြီးစုံစမ်းမှုဆုံးဖြတ်ချက်ကိုချလိုက်တော့တယ်။အဲ့လိုနဲ့ပဲကာလူကြီးကန်ကရေကားမှရေဖြည့်ဖို့အတွက်ထွက်လာတဲ့အချိန်ဝဝစာကလေးမလေးကခိုးတို့နဲ့သူ့ရဲ့အနောက်ကနေလိုက်သွားလိုက်တော့တယ်။နောက်တော့ကာလူကြီးကန်ကရေစိုးမြောင်းထဲကနေရေဖြည့်နေတာကိုကြည့်ပြီးတော့အံ့ဩသွားတော့တာပေါ့။အကိုကြီးကာလူကညီမလေးတို့ဒီရေတွေကို တိုက်နေရပါပဲ။ ။ညီမအဖြစ်ဒီလိုလုံးလိုက်မယ်လို့မှမထင်ထားဘူး။အနည်းဆုံးအကိုတို့သိခွင့်ရတာပဲကျေးဇူးတင်ရမယ်။အကိုတို့ဒါဒီလိုမလာခဲ့ရင်ဘယ်အချိန်ထိဒီကြီးကန်းစုပ်ကအကိုတို့ကိုမြောင်းနေရရေတိုက်နေမလဲမသိဘူး။အဲ့နောက်မှာတော့ခိုးနဲ့ဝဝတို့ကကာလူကြီးကန်းစီကိုယောက်လာတော့တယ်။ကာလူအချက်မရှိတဲ့ကောင်။နေငါတို့ဘဝရင်နဲ့ဆော့ကစားနေရလား။ငါအခုပဲရဲကိုအမှန်တိုင်းပြောလိုက်တော့မယ်။ ငါငါငါဒီတိုင်းပဲကြည့်နေရပါရေကအတန့်အောင်တန့်ရလားလို့မင်းလိမ်ပြောနေနေတော့မင်းဒီရေတွေကိုရေကားထဲမှာဖြည့်နေတာကိုငါတို့တွေ့ပြီးသွားပြီနောက်တော့ဝဝစာကိမလေးနဲ့ခုံလေးတို့ကအဲ့ဒီနေရာကနေထွက်သွားလိုက်တော့တယ်နောက်တော့တောရဲကိုလာပြီးတော့ကျင်းကတွေအားလုံးအမှန်တိုင်းပြောလိုက်တော့တာပေါ့ကာလူကြီးကန်းကရေကားထဲကနေယူပြီးလာတဲ့ချိန်ဘသူမှသူ့ဆီကနေရေမြူကြအောင်လေအဲ့ဒါကြောင့်ကာလူကြီးကန်းကအင်ကိုပြန်သွားလိုက်တော့တယ် အကိုကျက်တူရဲနဲ့အကိုခိုးညီမတို့ကာလူကိုမောင်းထုတ်လိုက်ပေမဲ့ရေကဘယ်ကနေရလာမှလဲညီမလေးကောင်းငင်ကိုလည်းကြည့်လိုက်အောင်ဟိုဝါစာကလေးမကကောင်းငင်ကိုကြည့်လိုက်ပြီးတော့အရန်ဝမ်းသာသွားတော့တာပေါ့ကောင်းငင်တစ်ခွင်လုံးကတိမ်မဲနေနဲ့နှွမ်းချုံမိတော့တယ်ဟဲ့မိုးရွာတော့မှပဲဒါဆိုညီမတို့ရဲ့မျက်လေးလည်းမိုးရွာနေနဲ့ပြန်ပြေးလာတော့မယ်ပြန်ပြီးတော့အသက်ဝင်လာခဲ့ပြီပဲနောက်ဆုံးတော့တော်ရပြန်ပြီးတော့အသက်ဝင်လာခဲ့ပြီ ကျင်းကတဲ့အားလုံးကကိုစီကိုစီနဲ့အင်ကိုပြန်သွားကြတော့တယ်။ခဏကြာတဲ့နောက်မှာတော့မိုးရီကတဖွဲဖွဲနဲ့ရွာသွန်းလာတော့တယ်။ခဏလေးအတွင်းမှာပဲမြေရီတွေကပြန်ပြေးသွားတော့တာပေါ့။တ냐လုံးမိုးကတဲကြီးမဲကြီးနဲ့ရွာသွန်းနေတော့တယ်။အမေအခုတော့ဦးလေးကလူစီကနေရွှေဝဲစရာမလို့တော့။တမီးလေးအဲ့ဒီကလူကိုတေချာပေါက်ထောင်ချရလိမ့်မယ်။သူ့ရဲ့နှုတ်ရဲ့အတွက်ပြန်မြော့အဖြစ်ခံရလိမ့်မယ်။နောက်နေ့မနက်မှာတော့မိုးတိတ်သွားတော့တယ်။ ကောင်းငင်တခွင်လုံးကလည်းတိမ်ဖြူလေးရင်နဲ့ကြည်လင်နေတော့တယ်။ချင်းငက်တွေအားလုံးကလည်းရဲခေါ်လိုက်ကြတော့တယ်။ကာလူမင်းကချင်းငက်တွေအားလုံးမကောင်းတဲ့ရေတွေရောင်းနေတယ်။အဲဒါကြောင့်မင်းရဲ့အချက်တွေကိုတောထဲမှာပြောင်းလဲရမယ်။မလောက်ပါနဲ့ရဲမင်းကြီးကဒီကျဲကကျွန်တော်မိန်းမတင်နေရပေးလို့ကျွန်တော်လုတ်ခဲ့ရတာပါသူတို့နှစ်ယောက်လုံးရဲကားပေါ်တင်ပြီးရဲစခန်းကိုခေါ်သွားလိုက်အဲ့နောက်မှာတော့ရဲတွေကသူတို့နှစ်ယောက်လုံးရဲစခန်းကိုခေါ်သွားပြီးတော့ဖြောင်းပြန်ကြိုးချီထားလိုက်တော့တယ် ချစ်ရတဲ့တကင်ချင်းတို့ရေမကောင်းတာလို့ရင်နောက်ဆုံးမှမကောင်းတာပဲပြန်ခံရတာပေါ့ကြည့်ရှုပေးတဲ့သူတဦးတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ရှင်မနက်ဖြန်ကမိနီရဲ့တင်ချစာမှုဝဲရှိရပေါ့မိနီစာကလေးမလေးကတနစ်လုံးစာကိုကျွတ်ကျွတ်ဆဆနဲ့လုံနေရပေါ့မိနီနဲ့မိနီရဲ့အမေတို့ကမြေကမ်းမင်းနားမှာထိုင်နေကြတော့တယ်။သမီးရေအိမ်ကိုပြန်ကြရအောင်။ကောင်းကင်ကိုလည်းကြည့်လိုက်အောင်။ တိမ်မဲနေနဲ့အုံမိုင်းသွားပြီမေမနေ့ကညရင်တမီးရဲ့နောက်ဆုံးဆောင်ပွဲဖျားမဲ့နေပဲတင်ချဖျားမှာอืมတမီးလည်းဆာလုံးဆရာရှိသေးတယ်မိနီစာကလေးမနဲ့သူ့ရဲ့မေမေကအိမ်ဘက်ကိုညံလေးပြန်တန်းလာလိုက်တော့တယ်မေမေနဲ့တမီးကအိမ်ကိုပြန်ရောက်တဲ့အချိန်မှာပဲမိုးရီကတသက်မဲ့မဲ့ကိုရွာသွန်းလာတော့တယ်အဲ့နောက်မှာဝဝစာကလေးမကထမင်းချက်ပြီးသွားပြီဖြစ်တာကြောင့်တာမီးမိအောင်လုံးကထမင်းစားလိုက်ကြတော့တယ် နောက်တော့မီနီဆာကလေးမကသူ့ရဲ့တင်ချာစာအုပ်ကိုကင်ပြီးတော့ဆောက်လုပ်တာပေါ့မီနီဆာကလေးမလေးကစီမီကွက်လေးကိုသူ့ရဲ့ဘေးနားမှာထားထားတော့တယ်အိမ်ရင်းချင်းအိမ်ဟာမမင်းကြီးကန်းလေးရလဲမီနီဆာကလေးမနဲ့အတူကြောက်တက်တာပေါ့ဒါမဲ့ तू ကပြင်းတဲ့သူတယောက်ဖြစ်တော့တယ်ဒါကြောင့်လဲစာမလုပ်ဘဲနဲ့အေးစစ်စစ်ပြတင်းမောက်နားမှာထိုင်ပြီးတော့မိုးရွာတာကိုကြည့်နေတာပေါ့တားလေးမမင်းမိုးကိုလည်းကြည့်နေရကြပြီမဟုတ်လားအခုခဏလောက်ပဲဖြစ်ဖြစ်စာလုံးအမေ့ ။ဒါနေ့လေကလေးကစာအုပ်တုံလုံးကြည့်ပြီးသွားပြီ။ပြရင်မောက်ကနေလေဒီယာတိုးဝင်လာပြီးတော့မိနီချာကလေးမရဲ့စီမီကွာပြုတ်ပြသွားတော့တယ်။အဲ့ဒီနောက်မှာတော့အိမ်လုံးကမဲမောင်သွားတော့တယ်။ဘာဖြစ်တာလဲသမီး။မမေစီမီပြုတ်ပြပြီးတော့ကွဲသွားတာ။အဲ့ဒါဆိုသမီးလေးလည်းအိတ်လိုက်တော့လေ။အိမ်လုံးမရသေးဘူးမမေ။နောက်ထပ်နှခမ်းတော်ကြည့်ဖို့လိုသေးတယ်။နှစ်ဖက်ကြိုက်ဆောင်းမွေးကဖြေးရမှာ။ဟာဒါဆိုအခုဘယ်လိုလုပ်ကြမလဲ ်အိမ်မှာစီမီခွက်ကအသိရှိရမဟုတ်ဘူးမေတမိထီးဆောင်ပြီးတော့မမေရဲ့အိမ်ကိုသွားလိုက်မယ်အဲ့ဒီမှာပဲသူနဲ့တူတူစားလို့လိုက်မယ်လေသွားလို့ရလားမမေကောင်းပြီလေတမိလေးသွားဂီယူဆိုင်ပြီးတော့သွားနော်မင်းနေစာကလေးမကသူ့ရဲ့ထီးကိုစားပြီးတော့အိမ်ကြီးချင်းဖြစ်တဲ့မင်းမင်းကြီးကလေးရဲ့အိမ်ကိုရောက်လာတော့တယ်အဲ့ဒီချိန်မှာမင်းမင်းကပြတင်းမောက်နားမှာထိုင်နေတော့တာပေါ့မင်းမင်းရေတကားလေးဖွင့်ပေးပါဦးဒါနေနဲ့တူတူစားလို့ချင်လို့အာဘာလို့လဲ ဘလို့ဖြစ်ပြီးတော့ဒီလိုရောက်လာလဲဘာဖြစ်သွားလို့လဲလေเจ้าငားရဲ့စီမီကွက်လေးကကွဲသွားလို့စားလို့ဖို့အတွက်ဒီလိုလာခဲ့တာမင်းမင်းကြီးကလေးကတကားဖွင့်ပေးလိုက်တော့တယ်မီနီစာကလေးမကလည်းအိမ်ထဲကိုဝင်လာလိုက်တော့တာပေါ့နောက်တော့မမေကမီနီစာကလေးမကိုစီမီထုတ်ပေးပြီးတော့ပေးလိုက်တော့တယ်မီနီငါကတော့နေ့လယ်ခင်းကစားလို့တို့ပြီးသွားရင်ဒီဒီမှာထိုင်ပြီးတော့အေးစစ်စာကြည့်နော်မိဘကြောင့်လည်းကနေမင်းမင်းကြီးကရဲ့အမေကအရှိတ်ကိုပြေးထွက်လာတော့တယ် အာဒီမှာစာလုံးခွင့်မပေးနိုင်ပါဘူးဒါအကြောင်းမလို့လားဒီကနေထွက်သွားလိုက်တော့စာကလေးမလေးကိုယ့်အိမ်မှာကိုစာသွားလို့အန်ဒီတမီးရဲ့အိမ်ကစီမီခွက်လေးကွဲသွားလို့ပါအန်ဒီတမီးကိုစီမီခွက်လေးခဏလောက်ငှားပါလိုက်မနေ့ကပြန်လာပေးပါမယ်အာမပေးနိုင်ပါဘူးအန်ဒီရဲ့သားညတကောင်ထပြီးတော့စာလုံးအောင်ပါအဲ့ဒီစကားကိုနားထောင်ပြီးတော့မမင်းကြီးကလေးရရှိလိုက်တော့တယ်မိနီစာကလေးမကလည်းစိတ်မကောင်းဖြစ်ပြီးတော့အိမ်ကိုပြန်လာတော့တယ်ဘာဖြစ်တာလဲတမီး ။အန်နီတနေ့ကသမီးကိုဘာပြောလိုက်လို့လဲ။သမီးလည်းမသိဘူးအမေ။အန်ဒီကသမီးကိုစူပူပြီးတော့အိမ်ကနေထွက်သွားခိုင်းတယ်။အယူကသူ့ရဲ့အိမ်မှာစီမီကွက်မရှိရင်ဘယ်လိုလုပ်အလင်းအောင်အားရှိတော့မှာလဲ။အလင်းမရှိရင်သူဘယ်လိုလုပ်စားကြည့်မလဲ။ဒါဆိုဆောင်းမွေးဖြည့်နိုင်တော့မှာမဟုတ်ဘူး။တောက်သူရှင်းနိုင်တော့မှာမဟုတ်ဘူးလေ။အင်းအမေပြောရလဲဟုတ်သားပဲ။အမေသူ့ကိုအိမ်ကနေမောင်းထုတ်လိုက်တာကောင်းသွားတယ်။အဲ့လိုဆိုမှတော့မမေသမီးအတွက်စီမီမီရရအောင်ရှာလာပေးခဲ့မယ်။ တပီးအိမ်မာနေပြီးတော့မမေလာတော့စောင့်နေနော်အဲ့နောက်မှာတော့မိုးဝါစာကလေးမလေးကမိုးသီးထန်နေကြားထဲမှာထီလေးစောင့်ပြီးတော့အိမ်ကနေထွက်သွားလိုက်တော့တယ်တောရဲ့တနေရာမှာချက်တူရဲ့အိမ်လေးရှိတာပေါ့နောက်တော့မိုးဝါစာကလေးမကချက်တူရဲ့အိမ်ကိုသွားပြီးတော့တကားခောက်လိုက်တော့တယ်ဘသူလဲဘသူလဲဟင်ဒီလောက်မိုးရဲထဲမှာဘသူလဲအကိုရဲ့ညီမဝေါ်ဝါပါချက်တူရဲ့ကတကားဖွင့်ပေးလိုက်တော့တယ်ဘဝစာကလေးမလေးကလည်းချက်တူရဲ့အိမ်ထဲကိုဝင်သွားလိုက်တော့တယ် ဘိုးကဒီလောက်ညဘက်ကြီးမိုးရေထဲမှာဘာဖြစ်လာတာလဲတခုခုဖြစ်သွားလို့လားအဆင်ပြေရဲ့လားအခုညီမရဲ့တမီးကမနေ့ကတင်ချဖေးရမှာစီမီခွက်ကလည်း꽌သွားလို့အဲ့ဒါတညလာစီမီငားပေးပါလားဒီလိုကိုညီခွင့်ရလို့ဝမ်းတောင်သားသေးတယ်အခုကအမောင်ထဲမှာအိတ်လို့ရတယ်ညီမလေးစီမီယူဝါလိုက်လေအဲ့လိုပြောပြီးတော့ကျက်တူရေးကလေမုတ်ထုတ်လိုက်တော့တယ်စီမီလေးကငြိမ်းသွားတော့တာပေါ့နောက်တော့ဝါစာကလေးမှစီမီပေးလိုက်တော့တယ် ကျေးဇူးပါနော်အကိုအကိုကညီမလေးရဲ့အိမ်ကိုစီမီးပေးပြီးတော့လင်းစေပြီးတော့အကိုရဲ့အိမ်ကိုမှောက်သွားစေခဲ့တယ်။အာမဟုတ်တာအခုစီမီးယူပြီးတော့မိနေလေးကိုပေးလိုက်။သူလဲစားလို့ဖို့စောင့်နေလောက်ပါ။စီမီးခွက်ယူပြီးတော့ဘဝစားကလေးမကအိမ်ကိုရောက်လာတော့တယ်။နောက်တော့စီမီးထိုးပြီးတော့သူ့တမီးမိနေကိုပေးလိုက်တော့တယ်။နောက်တော့သူ့ရဲ့တမီးလေးကိုပြောလိုက်တော့တယ်။တမီးမမမေရှိနေတဲ့ရဲ့တမီးရဲ့ဘဝမမဲမောင်စေရဘူး။မိနေစားကလေးမလေးကဝမ်းသာသွားပြီးတော့စားလို့လိုက်တော့တယ်။ တညာလုံးမိုးရီယာရွာသွန်းနေရပေါ့မိနီလေးကလည်းတညာလုံးစားကြည့်နေလိုက်တော့တယ်မနဲ့မိုးလင်းတော့တယ်မမေအခုချိန်ကြီးမိုးကမတိတ်သေးဘူးသမီးဆောင်ဝတ်ဖြစ်ကိုကြောင်းအောင်ဘလို့သွားရမှာလဲအဲ့ဒီချိန်မှာပဲမမေရဲ့အဖေကာလူကြီးကန်းကသူ့ရဲ့သားကိုလာခေါ်တော့တယ်ကာလူကြီးကန်းကကားကိုအိမ်ရှိမှာရက်ပြီးတော့ဟွန်ထိလိုက်တော့တာပေါ့ကာလူကမမေကိုကြောင်းလိုက်ဖို့လာတာဖြစ်မယ်သမီးကိုပါခေါ်သွားပေးဖို့မမေပြောကြည့်လိုက်အောင်မယ် တားလေးမမေမြ мян တော့တော့တားရဲ့ဖေလာနေပြီပြီးတော့ဆောင်မွေးကိုကောင်းကောင်းဖေလာခဲ့နော်ဟုတ်ကဲ့မေမမေကြီးကလေးကကားပေါ်မှာထိုင်လိုက်တော့တယ်အဲ့နေရာကိုဝဝစားကလေးမလည်းရောက်လာတော့တယ်အကိုမိုးရီတအားတဲ့နေလို့ညီမရဲ့တပင်းလေးကိုလည်းခေါ်သွားပေးပါလားဟာမဖြစ်ဘူးအဖေအမေကိုအရင်မေးကြည့်လိုက်အောင် မေးစရာမလိုပါဘူးတားရဲ့မိမိကိုပါတခါတော့ခေါ်သွားလိုက်ကြရအောင်သွားမယ့်နေရာကလည်းတခုတည်းပဲ哦ဖေဖေ မနေ့ညတော့ကလည်းအမေကမိနီကိုစီမီခွက်မငှောက်ဘူးတာတာစားလုပ်ပြီးတော့တားထက်အမှတ်ပို့ရသွားမှမလို့တဲ့အဖေကသူ့ကိုအတူခေါ်သွားမယ်အကြောင်းပြောနေရလားအဲ့ဒီချိန်မှာပဲတင်းတင်းကြီးကမှအိမ်ပြေအောင်ထွက်လာတော့တယ်တောဆက်မှာစားကလေးမရဲ့မိဟာနဲ့နေသမီးကိုကြောက်ရအောင်လိုက်ဖို့ကားပေါ်မှာနေရာမရှိဘူးအမတင်းနေရဲ့အမလှုပ်ရှင်တာလို့ဒါမဲ့ညီမရဲ့သမီးကစားလို့ရတာရှေ့ဆက်ဖို့ကြိုးစားရတာကိုသဘောကျတဲ့သူတယောက် အဲ့ဒါကြောင့်မလို့ညီမရဲ့သမီးလေးကိုဘယ်သူမှတားနိုင်မှာမဟုတ်ဘူးအဲ့လိုပြောပြီးတော့ဝဝစာကလေးမကထွက်သွားလိုက်တော့တယ်နောက်တော့ဝဝစာကလေးမကမြင်မြန်ခိုးရဲ့အိမ်ကိုရောက်လာတော့တယ်နောက်တော့ခိုးစီးကနေစပိန်လေးတောင်းလိုက်တော့တယ်မိုးတက်ပြီးတော့လေထန်နေတဲ့အချိန်မှာပဲစပိန်လေးရတာရအောင်ခက်ခဲလာတယ်ဒါမဲ့လည်းအမေတယောက်ကသူ့ရဲ့ကလေးတွေအတွက်ဘာမှမစုံလုံးနိုင်တော့တာပေါ့၉နာရီထိုးသွားပြီးတော့ဆာမူရဲ့အချိန်ကစသွားတော့တယ်ဒါမဲ့မိနီစာကလေးမလေးကမရောက်သေးတာကြောင့်ခုံတစ်ခုံကလွတ်နေတော့တယ် ဘဝစာကလေးမှသူ့ရဲ့သမီးကိုစပိန်ဘုံမှာတင်ပြီးတော့အเจ้าကိုရောက်တဲ့အထိစူးစမ်းပြီးတော့လိုက်ပို့ပေးလိုက်တော့တယ်။7မိနစ်ကြာတဲ့နောက်မှာမိနီလေးကစာပွဲစဖြစ်လိုက်တော့တယ်။မိနီမိနီဗီဒီယိုဘလို့ရောက်လာလဲ။အခုကစကားပြောရမယ့်အချိန်မဟုတ်သေးဘူး။နောက်ကြပြပြမယ်။မိနီစာကလေးမှကအသေးချာကင်းဆိုင်ပြီးတော့တင်ချာဆောင်မွေးကိုဖြေးလိုက်တော့တယ်။တောင်းရကုံဆုံးသွားတော့တယ်။ဒီနေ့မှတော့မိုးလည်းမရွာပဲနဲ့ရာသီဥတုကတာယာနေတာပေါ့။ မိဘတွေအားလုံးကလည်းသူတို့ကလေးတွေရဲ့စာမွေးရလက်ကိုယူဖို့အတွက်ရောက်လာကြတော့တယ်။အဲ့ဒီချိန်ကျောင်းကြီးတက်တူရဲ့သူ့ရဲ့မိနီစာကလေးမလေးရဲ့နာမည်ကိုခေါ်လိုက်တော့တယ်။ဒီနေ့ကျောင်းမှာပထမအဆင့်နဲ့အောင်မြင်သွားခဲ့သူကတော့မိနီပဲဖြစ်ပါတယ်။ဒေါ်ဘဝရဲ့တမီမိနီဖြစ်ပါတယ်။အဲ့စကားကိုနားထောင်ပြီးတော့မေမေစာကလေးမကငူလိုက်တော့တယ်။ဒါမဲ့အဲ့ဒီမျက်ရည်ကဝမ်းနဲ့ရာကြောင့်ကြားရမဟုတ်ဘဲနဲ့ပျော်လွန်းလို့ကြားတဲ့မျက်ရည်ဖြစ်တော့တယ်။ အဲ့နောက်မှာတော့ဝဝဆာကလေးမလေးကသူ့ရဲ့ခေါင်းကိုတိတ်ခါရှိရှိနဲ့မောလိုက်တော့တယ်။ဒေါ်ဝဝစတိတ်စင်မော်ကိုတက်ပြီးတော့ကြံတဲ့မိသားတွေအတွက်စကားလေးတစ်ခုနှစ်ခုလောက်ပြောပြဖို့မြင့်တရရခံပါတယ်။ဝဝဆာကလေးမကစတိတ်စင်မော်ကိုတက်သွားတော့တယ်။ဘာမှထွ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 တော့မပြောတော့ပါဘူး။တခြားသူ့ကိုအလင်းပေးတဲ့သူကဘရောမသူ့ဘဝတစ်ခုလုံးမဲမောင်မှာမဟုတ်ပါဘူး။ပြီးတော့တခြားသူအောင်မြင်မအောင်မလိုလားတဲ့သူကဘရောမအောင်မြင်နိုင်မှာမဟုတ်ပါဘူး။ကျေးဇူးတင်ပါတယ်ရှင်။ လက်ခုပ်တီးလိုက်ကြတော့တယ်မီနီစာကလေးမက သူ့ရဲ့ဆုကိုတက်ယူလိုက်တာပေါ့ချီရတဲ့တငယ်ချင်းတို့ရေဒီပုံမြင်လေးကို like တငယ်ချင်းတွေကို share channel ကို subscribe လုပ်ဖို့မမေ့နိုင်အောင်နော်ကြီးစုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လာ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 ကာလူကြီးကရဲ့ညီမတောင်းအောင်လုံးကသူတို့အကူမင်္ဂလာဆောင်မှာတချင်းဆုပ်ပြီးတော့ဝမ်းသာနေကြတာပေါ့ ဝါငါ့ရဲ့ချွေးမအရန်ကိုလှတာပဲကာလူတားတွေ့လားတားအတွက်ကောင်မလေးချွတ်ချော်လေးကိုအမေရှာလာခဲ့တယ်ဟုတ်တယ်မေတကယ်ဝဲကျွန်တော်မိန်းမအရန်ကိုချောတာမင်္ဂလာဆောင်ရှိရကြောင်းကာလူကြီးကရဲ့အိမ်ကပြင်ဆင်ထားတာပေါ့ကာလူကြီးကလည်းရန်ကိုပျော်ရွှင်နေတာပေါ့ဗဟုတုတော်မှာဆောင်းရသည်ရောက်နေတာပေါ့နှင်းနေရလဲတဖွဲဖွဲကြာနေတော့တယ်ဖះရေဒီဒီမတ်အောက် အေးရပဲကိုကလူရေပြန်လုပ်ပြီးတော့ရှင်အိပ်ပျော်နေနိုင်တာလေကျမအရင်ကိုချမ်းသာပဲဟုတ်တယ်ရာတိဥဒုကအရင်ကိုအေးရဒါမဲ့ကိုတို့ကအေးအေးထဲမှာလဲအိပ်ရတာအကျင့်ဖြစ်နေပြီမြရပါဘူးကျမတော့အဲ့လည်းမပြောဘူးဖြစ်နေတယ်ကျမအခုပဲမင်္ဂလာလက်ဖွဲ့တွေတည်းကနေအပူပေးဆက်ယူလာခဲ့မယ် ဟာမင်္ဂလာလက်ဖွဲ့ထဲမှာအပူပေးဆက်လဲပါတယ်ပေါ့လေအာနေယူလာလိုက်တာကောင်းသွားတယ်တင်းတင်းကြီးကမ်းပါလေကမင်္ဂလာလက်ဖွဲ့ထဲကနေအပူပေးဆက်ကိုယူပြီးတော့ဖြွင့်လိုက်တော့တယ်တဖြည်းဖြည်းနဲ့သူတို့အခန်းလေးကနွေးလာတာပေါ့ဝါတင်းနေရဲ့ကောင်းလိုက်တာအပူပေးဆက်ဖြွင့်ပြီးတော့ခဏလေးအတွင်းမှာပဲနွေးသွားတာပဲဒီညတော့ကောင်းကောင်းအိပ်ပြောင်းတော့မှာ ဲ့ဒီနောက်မှာလေမယားနှစ်ယောက်လုံးကအပူပေးဆက်ကနေလာတဲ့အပူတဲကြောင့်တညတာလုံးနှိမ့်ချစွာအိပ်ပျော်သွားတော့တယ်။အဲ့လိုနဲ့ပဲရက်အနှဲငယ်ကုန်ဆုံးသွားတာပေါ့။တရက်မှာတော့ရုတ်တရက်ကြီးကာလူကြီးကရဲ့ညမဇာဇာကနေမကောင်းဖြစ်လာတော့တယ်။သူကရက်အောင်ချမ်းနေတာပေါ့။တမီးလေးဇာဇာဘာဖြစ်တာလဲ။ဖះရေငါဘာလို့ရတော့မှလဲ။ตัวอะยังอ่อนช้านနေတဲ့ပုံပဲအခန်းကလည်းအပြင်ကနေလေဝင်ပြီးတော့ပို့ပြီးတော့အေးနေတယ် အမေရဲ့ဘာလို့စိတ်ပူနေရတာလဲသမီးမအပူပေးဆက်ရှိရလေသမီးရဲ့အပူပေးဆက်ကိုအခုပဲယူလာခဲ့ပေးမယ်အပူပေးဆက်ဖွင့်လိုက်ရင်တခဏလေးအတွင်းမှာပဲအခန်းကနှွေးသွားလိမ့်မယ်ပြီးလို့ရှိရင်အနှွေးတဲ့ကြောင့်ဇာဇာလေးကောင်းကောင်းအိပ်ပျော်သွားလိမ့်မယ်တင်တင်ကြီးကန်းမလေးကသဘောကောင်းတဲ့သူတစ်ယောက်ဖြစ်တော့တယ်သူ့အတွက်တောင်မစင်စားပဲနဲ့တင်တင်ကြီးကန်းမလေးကသူ့ရဲ့အပူပေးဆက်ကိုယူပေးလိုက်တော့ရောင်းမလေးတွေရဲ့အခန်းထဲမှာထည့်ပေးလိုက်တော့တယ် ဝါအမရဲ့အပူပေးစကားတခဏလေးအတွင်းမှာပဲတခဏတော့နှွေးသွားအောင်လှုပ်လိုက်တာပဲတော်တော်လေးကိုနေလို့ကောင်းနေရောပဲစစကြောင်ဒီနေ့ငါတို့လည်းအေးစေးအိပ်ရတော့မယ်အကိုကတကယ်ကိုကန်ကောင်းတာပဲမိန်းမလည်းချွတ်ချော်လေးရတဲ့အဖြစ်မင်္ဂလာလက်ဖွဲ့ဆိုပြီးတော့လည်းပစ္စည်းတွေအများကြီးယူလာသေးတယ်ခဏကြာရင်နောက်မှာတော့မိုးလင်းသွားတော့တယ်ကာလူကြီးရဲ့ညီမတောင်းအောင်လို့ကနှစ်ချက်စွာအိပ်ပျော်နေပြီးတော့အိပ်ရာကနေထလာကြတော့တယ်အမရဲ့အပူပေးစက်ကိုပြန်လာပေးတာ အမရေတကယ်ကိုကျေးဇူးတင်တယ်နော်မနေ့ကတော့အမကြောင့်ညီမလေးနေပြန်ကောင်းသွားတာစစားရလေကွာဘာမှမဖြစ်ပါဘူးညီမလေးနေပြန်ကောင်းသွားတာကပဲအမအတွက်လုံလောက်နေပါပြီဒီနေ့ညမှာတော့တနင်္ချီကမလေးကအပူပေးဆက်ဖွင့်ပြီးတော့အိတ်နေရပေါ့ဒါမဲ့ကာလူချင်းကရဲ့ညီမတော့အောင်လုံးကအိတ်မပြောင်းဖြစ်နေတော့တယ်သူတို့တော့အောင်လုံးကရဲကိုချမ်းနေကြတာပေါ့ဖះရေအရောက်အေးတာပဲမနေ့တော့ကတော့အမရဲ့အပူပေးဆက်ကြောင့်ကောင်းကောင်းအိပ်ပျော်သွားခဲ့တာ ဒီနေ့တော့အမနဲ့အကိုကအပူပိစက်ဖွင့်ပြီးတော့အေးအေးဆက်ဆက်အိတ်နေလောက်မှာဟုတ်တယ်ဟာဒီနေ့လည်းအမရဲ့အပူပိစက်ကိုယူပြီးတော့အခန်းထဲမှာဖွင့်ပြီးအိတ်လို့ရရင်အရန်ကောင်းပါပဲငါတော့အေးအေးတောင်မတိခံနိုင်တော့ဘူးအမတို့နှစ်ယောက်ပြောတာအရန်မှန်တယ်ဒီနေ့အပူပိစက်မရှိတော့အိတ်လို့တော့မရဘူးဖြစ်နေတာဒီလိုလုံးအောင်ဒီနေ့လည်းငါတို့တောင်ထေရတယောက်ကနေမကောင်းချင်အောင်ဆောင်းပြီးတော့အမဆီကနေအပူပိစက်ကိုယူလိုက်ကြမယ်လीဝါဒီကျန်းရအောင်ကောင်းတာပဲဒီနေ့ငါနေမကောင်းဖြစ်လိုက်မယ်လी ဲ့နောက်မှာညီမတယောက်ကအော်အော်ပြီးတော့အမေဖြစ်သူစီကိုသွားလိုက်တော့တယ်။အမေရေစူစူကအပြင်းပြနေတယ်။သူ့မှာချမ်းလုံးလုံးတောင်းနေတယ်အမေရဲ့။အမေအမအကိုပြောပြီးတော့အမဆီကနေအပူပိစတောင်းမေးပါလား။ဖျားရေဒါဘာတွေဖြစ်နေရလဲ။တယောက်ပြီးတော့တယောက်နေမကောင်းဖြစ်နေရောပဲ။စူစူကြီးကမ်းမလေးရဲ့အခြေအနေကိုကြည့်ပြီးတော့တင်းတင်းကြီးကမ်းမလေးကသူ့ရဲ့အပူပိစကိုထုတ်ပေးလိုက်တော့တယ်။ဝါ အမကိုအယူလောက်ရတာအရင်ကပြောဖို့ကောင်းတာပဲငါတို့နေထိုင်ဒီလိုမျိုးအမကိုအယူထုတ်ပြီးတော့သူ့ဆီကနေပြီးတော့အပူပေးစာကိုယူကြမယ်လीပြီးကြရင်ငါတို့တောင်းအောင်အေးအေးဆေးဆေးအိတ်ကြတာပေါ့တင်းတင်းကြီးကမ်းမာလေးရဲ့ရောင်မလေးတွေကအရင်ကလဲတာပေါ့အပူပေးစာကိုဖွင့်ပြီးတော့အေးအေးဆေးဆေးအိတ်နေကြတော့တယ်တင်းတင်းကြီးကမ်းမာလေးကတော့အေးတာကြောင့်မလို့တညလုံးအိမ်မရဖြစ်နေရဲ့ဖီးယားရေအရင်ကအေးတာပဲငါတော့အေးတာကိုမခံနိုင်တော့ဘူးလीမြ мян လေးစူးစူးတာနေကောင်းဝိုင်းအပူပေးစာကိုပြန်ယူလိုက်မယ် မနက်မိုးလင်းတော့တယ်တင်းတင်းကြီးကမကသူ့ရဲ့အပူပေးဆက်ကိုပြန်လိုက်တော့တာပေါ့ညဘက်ရောက်လာတဲ့အချိန်မှာတော့ရောင်းမလေးတွေကပြန်ပြီးတော့ဟန်ဆောင်လာကြတော့တယ်သိပါပြီအမေရဲ့အမေသမီးအေးရောင်မခံနိုင်တော့ဘူးသမီးကနေမကောင်းဖြစ်နေပါတယ်ဆိုမှအေးလိုက်တာအမေရဲ့တခုခုလောက်ပါအောင်မဟုတ်ရင်သမီးအေးလုံးလို့သေသွားလိမ့်မယ်တနေ့ကြည့်ပါအောင်ကိုယ့်ရဲ့ညီမလေးကချမ်းလွန်းလို့တုံနေတယ်။မင်းမြန်သွားပြီးတော့အခန်းထဲကနေအပူပေးဆက်ယူလာခဲ့လိုက် ဟုတ်ကဲ့ကူကာလူညီမအခုချက်ချင်းသွားပြီးတော့ယူလာခဲ့မယ်အခုပဲအပူပေးဆက်ကိုသွားယူလိုက်မယ်နော်ဒီနေ့လည်းတင်တင်ကြီးကမလေးကသူ့ရဲ့အပူပေးဆက်ကိုရောင်းမလေးလေးကိုပေးလိုက်ရတော့တယ်ကိုတိုင်းကတော့တညလုံးအေးအေးထဲမှာထိုင်ပြီးတော့ကုံဆုံးနေရပေါ့အော်အစကတော့ရောင်းမလေးလေးကတကယ်လို့ဒီမကောင်းဖြစ်နေရဲ့လို့ထင်ခဲ့တာဒါတွေအားလုံးကသူတို့ဟန်ဆောင်နေကြတာ哦တေချာပေါ့ငါ့ရဲ့ရောင်းမလေးလေးကအပူပေးဆက်ကိုအရသာတွေ့သွားရဲ့ထင်တယ် ဒါပေမဲ့ငါနာမည်ကလည်းတင်းတင်းလေးကွာငါဘာလုပ်မလဲဆိုတာကိုကြည့်နေလိုက်နောက်နေ့မနက်မှာတင်းတင်းကြီးကန်းမလေးကအပူပေးဆက်ရဲ့အရှိန်ကိုတင်လိုက်တော့တယ်အပူပေးဆက်ကပို့ပြီးတော့မှအပူတွေထုတ်ပေးပြီးတော့မှပျော်စရာကောင်းနေတော့ပါပဲညဘက်ရောက်လာတဲ့အချိန်မှာကာလူကြီးကန်းရဲ့ညီမတို့ယောက်ကအပူပေးဆက်ကိုဖွင့်လိုက်ကြတော့တယ်ခဏကြာတဲ့နောက်မှာတော့အပူချိန်ကရမ်းကိုမြင့်တက်လာတော့တယ်အာအာငါရဲ့ချက်တော့လောင်းကုန်ပြီ။ဒါဘာဖြစ်သွားတာလဲ အပူပိဆက်ကဘလို့လောက်ပြီးတော့အရန်ပူသွားရတာလေဖះရေအမရဲ့အပူပိဆက်ကပြက်သွားရလားမသိဘူးအမရဲ့အပူပိဆက်ကပြက်သွားရင်အမအမငါတို့အလွတ်ပေးတော့မှာမဟုတ်ဘူးဟုတ်တယ်ဟုတ်တယ်မြင်မြန်လောက်ကြမြင်မြန်လေးအဲ့ဒီအပူပိဆက်ကိုပိတ်လိုက်ချွေးတွေထွက်ရင်ထွက်ရင်နဲ့ငါတို့တော်တော်လေးကိုခြေတွေဆိုးနေပြီအပူပိဆက်ပြက်သွားရဲဆိုပြီးတော့ရောင်မတ်တော်အောင်လောကကြောက်ကြောက်နဲ့ရောင်မတ်ဖြစ်သူတင်းတင်းကြီးကမ်းမလေးကိုပြန်ပေးလိုက်တော့တယ် အာငါရဲ့အပူပေးစာကိုပြန်ရလာခဲ့ပြီ အခုတော့မှပဲအေးစစ်အိတ်လို့ရပြီတင်းနေုံများနိုင်မဲ့ထင်နေရလားမသိဘူးငါရဲ့အပူပေးစာကိုများနေ့တိုင်းဖွင့်ပြီးတော့အိတ်ချင်နေသေးတယ်တင်းတင်းကြီးကမလေးကလက်ခွက်တွေတုံးပြီးတော့ရောင်းမလေးတွေရဲ့လက်ထဲကနေသူ့ရဲ့အပူပေးစာကိုပြန်ယူလိုက်တော့တယ်ချစ်ရတဲ့တငယ်ချင်းတို့ရဲ့ဒီဇလန်လေးကိုသဘောကျတယ်ဆိုရင်လိုက်လုပ်ပြီးတော့ဒီလိုမျိုးဇလန်လေးတွေကိုကြည့်ဖို့အတွက် channel ကိုလည်း subscribe လုပ်ပေးသွားကြအောင်နော်